ေခါအင်းကြီးရွာမှာဒီငလင်တန်ကြောက်အခုဒါအလောက်ထိကိုမြေပြန့်ကြီးဟာနှစ်ဆင့်လုံးလုံးဖြစ်သွားတာဒီမှာကားတွေသွားလို့များကားလာအဲကားလာနေရတယ်တဖြည်းဖြည်းနဲ့ဟိုဘက်ဟိုတစ်ခါပြန်ပြီးတော့ပြန်ပြီးတော့ဟိုမှာဒစ်တင်နဲ့တစ်ခါပြန်ပြီးတော့ဟိုဘက်နေ꿰ပြီးတော့တွားနေရတာဒီငလင်တန်တဲ့ကြောက် ဒီရေခါကြီးအင်းကြီးရွာကိုလည်းအလူရှင်တွေများများလာလူဖို့အတွက်တခါတည်းဟွာပြုပါတယ်စော်အုပ်ပေးပါတယ်ဘာဖြစ်လို့ဆိုဒီရွာကတော်တော်လေးကိုဝေးပြီးတော့လူအလူရှင်တော်တော်အရောက်ပေါက်နေတဲ့အတွက်အခုတို့ဒီမှာဖြစ်သွားတဲ့ဥစ္စာကလည်းဒီမှာတော်တော်ဆိုးပါတယ်တို့ရဲ့ရွာဝင်ဆိုင်ပုတ်တွေအဆအာလမ်းတွေအဆတော်တော်လေးကိုခက်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 နဲ့တွားနေရတဲ့အတိုင်းအတာတွေဖြစ်သွားပါရဲ့အဲအကြောင်းမို့ အကြောင်မို့ဒီရွာရေခါကြီးအင်းကြီးရွာကို လာ၍အလူရှင်များလာလူပေးကြပါလို့တိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာဒါငလင်ကျော်ဗဟိုချက်ဖြစ်တဲ့ရေခါအင်းပေါ့နော်ဒီကနေ့အရင်ဆုံးစပြီးလှုပ်တာငလင်ကျော်ပေါ့နော်ဒီကနေ့အရင်ဆုံးစလှုပ်တာပါဒါမှငလင်လှုပ်သွားပြီဒါပြည့်ရွေကျော်ကြီးထားသွားတာပေါ့နော်ငလင်လှုပ်တာဒီကနေ့အရင်ဆုံးစပြီးဗဟိုပြုတ်ပြီးလှုပ်တဲ့နေရာဖြစ်ပါတယ် ပေါ်ပါချမ်းပါဆိုရင်အင်းရှိပါတယ်အဲ့ဒီအင်းထဲမှာဆိုရေဒီပေါ်ပါစုပြီးတော့မှာပေါ့နော်ရေဝဲကတော့ထိုးပြီးတော့အပေါ်နုံနေပန့်ထွက်ဒီဒီဒီပြေကြီးကဒီဟာကြီးကအမြင်တော့ကဘုံမပေါ့ဘူးလက်အင်းကြီးပါရေကအင်းဒီကရင်စတာပါပို့ပါပြည့်ရောင်းလေးထားပါတာပေါ့နော်ဒီတန်းကြီးပေါ့ထောက်လျှောက်တရောက်လျှောက်တရောက်လျှောက်လုံးအဲ့ဒီနေရာအဲ့ဒီရွာကိုကျွန်တော်တို့ကိုယ်တိုင်ကိုကြ ပွားရောက်လှူဒါန်းတာဖြစ်ပါတယ်